မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့မန္တလေးမြို့မဟာအောင်မြေမြို့နယ်ရွှေစင်အကယ်ဒမီရွှေဆိုင်ဓမြတိုက်ခံရပြီးတော့ရွှေလေးဘိတ်သားကျော်ပါသွားပြီးတရက်ခန့်များကိုအခုချိန်ထိမမိသေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဒီဇင်ဘာလ16ရက်နေ့ညနေ9နာရီခွဲအချိန်ကမှမန္တလေးမြို့မဟာအောင်မြေမြို့နယ်ဟေမမာလာမြောက်ရက်ကွ86လမ်း36လမ်းနဲ့38လမ်းကြားမှာရှိတဲ့ ရွှေစိန်အကယ်ဒမီရွှေဆိုင်ကိုစိုက်ကဲနှစ်စီးနဲ့တဏ္ဍများကိုကန်ဆောင်ကလာရောက်ပြီးတော့ဓမြတိုက်သွားခဲ့တယ်လို့သိရပါတယ်လက်တလုံးမှာရွှေလေးမိတ်တာပတ်ဝန်းကျင်ပါသွားတယ်လို့သိရပြီးတော့တရားခဏ်များကိုဖမ်းဆီးနိုင်ချက်မရှိသေးပဲစုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်ဓမြတိုက်တဲ့အဖွဲ့ကစိုက်မှာလူအဝင်အထွက်အချိန်နဲ့ရွှေအထားသူစိုက်အနေထားအဲ့ဒါတွေကိုအတိအကျကိုတေချာလေ့လာပြီးမှလုပ်တဲ့သဘောဖြစ်လို့ ဒီဆိုင်နဲ့မဆိုင်တဲ့သူမျိုးယင်းဒီကျွမ်းဝင်ပြီးသားတွေကဖြစ်နိုင်ပါတယ်လက်ရှိတော့တရားခံကိုဖမ်းမိနိုင်ခြင်းမရှိသေးပါဘူးလို့မန္တလေးရဲသတင်းအရေးမြစ်ကပြောဆိုထားပါတယ်ဒေသခံပြည်သူတချို့ကလည်းစစ်တပ်နဲ့ရဲများကဓမြတိုက်ခိုက်ရတဲ့ဆွေဆိုင်အနီးမှာရှိတဲ့နေအိမ်တွေက CCTV များကိုလိုက်လံပြီးတော့တောင်းခံသွားတယ်လို့ပြောဆိုထားပါတယ်။မန္တလေးမှာရွှေဆိုင်ဓမြတိုက်မှုများမကြာခဏဆိုးသလိုဖြစ်ပွားလျက်ရှိပြီးတော့အခုနှစ်စက်တဘာလ10ရက်နေ့မနက်8နာရီအချိန်မှာမန္တလေးတိုင်းချမ်းမြတာစီမြို့နယ်မြို့တစ်တစ်ရပ်ကွာမှာရှိတဲ့ချောင်းချောင်းရွှေဆိုင်ပိုင်ရှင်ဥရွှေဝင်းရဲ့နေအိမ်ကို လူခုနဦးကတနက်များနဲ့ဝင်ရောက်ပြီးတော့ဓမြတိုက်ခတ်ပြီးရွှေဆယ်ဘိတ်သာကျော်နဲ့ငွေကျပ်3000ခန့်ကိုဓမြတိုက်လူရက်သွားခဲ့တယ်လို့သိရပါဗျ။အခုနှစ်မေလ31ရက်နေ့ကလည်းမန္တလေးမြို့မဟာအောင်မြေမြို့နယ်84လမ်းနဲ့85လမ်းကြား39လမ်းနဲ့လမ်း40ကြားမှာမန်းမြို့ဈေးအတွင်းကဆယ်တန်းရွှေဆိုင်ဓမြတိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းစာလင်းကြီးမြို့မှာရဲစခန်းကို PDF တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီဘက်ကတံပြန်ပြက်လိုက်တဲ့လက်နက်ကြီးကြီးဟာမြို့ထဲမှာတင်ကြောက်ပောက်ကွဲပြီးနေအိမ်များမီးလောင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဒီဇင်ဘာလ16ရက်နေ့မနေ့အစောပိုင်းကစာလင်ကြီးမြို့မှာရဲစခန်းကရဲနဲ့စစ်သားများကို PDF ပူးပေါင်းတပ်ဖွဲ့က drone နဲ့လက်နက်ငယ်များနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဘက်ကနေပြီးတော့ပြန်ပြီးတော့ပစ်လိုက်တဲ့လက်နက်ကြီးကြီးဟာအမှတ်၁ညောင်ချက်ပင်ရက်ကွက်ပေါ်ကိုကြက်ရောက်ပောက်ကွဲပြီးနေအိမ်များမီးလောင်ကျွမ်းခဲ့ကြောင်းစာလင်ကြီးမြို့နယ်ပကောက်ဖထံကသိရှိရပါတယ်မြို့ပေါ်မှာစစ်ကောင်စီတပ်ကနေပြီးတော့ နေအိမ်နေတဲ့အထိကိုဝင်ပြီးတော့ဆိုင်ကယ်တွေကိုသိမ်းတယ်ပတ်စံတွေတောင်းတယ်ငကတ်တွေကိုဖြုတ်ပေါ်တာတွေကိုဆွဲဆိုတော့ပြည်သူတွေကမြို့ပေါ်မှာနေပြီးတော့အရေးနေနေအခက်ချိုးချိုးလှုပ်တဲ့ပုံစံမျိုးဆိုတော့ဝင်ပြီးတော့တိုက်ခိုက်တာအဲ့ဒီမှာအဲ့ဒီစစ်ကောင်စီဘက်ကကောင်တာပြန်ပြည့်ရင်းနဲ့နေအိမ်ပေါ်ကိုကျပြီးတော့မီးစလောင်းတာအိမ်၄၅အိမ်လောက်တော့ပါသွားတယ်လို့ပြောတယ်လို့ စာလင်ကြီးမြို့နယ်ပကဖအဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုများရှိပြီးတော့ PDF ရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်စနိုက်ပါနဲ့အကြွေးခံရတာတင်၃កောင်လောက်ကြွသွားတယ် drone နဲ့ချခံရတဲ့အနေအထားမှာလည်းထိခိုက်မှုတော့ရှိတယ်သူတို့နဲ့ဆယ်ပေအကွာလောက်မှာကျသွားတာလို့၎င်းကဆက်လက်ပြောပြခဲ့ပါတယ်မြို့ရင်းကိုဝင်ရောက်တိုက်ခိုက်မှာကိုဒီဇမလာ18ရက်နေ့ညပိုင်းကလေးကမြို့နေပြည်သူများကိုအသိပေးထားတဲ့အတွာဒီကနေ့မနက်တိုက်ပွဲမဆခင်ကလေးကမြို့ထဲမှာထွက်မပြေးနိုင်တဲ့တပ်ကြီးရွယ်အုံများသာကြံခဲ့တယ်လို့သိရပါတယ်မြို့ထဲမှာကညကလေးကပြည်သူတွေအကုန်လုံးကိုထုတ်ထားတာဗျာ ဒီလိုလောက်ရတဲ့ကိုလက်မခံနိုင်ဘူးဝင်တိုက်မယ်ပြည်သူတွေကိုရှောင်သားလို့ပြောတယ်ပြည်သူတွေကလည်းမြို့ပေါ်မှာအထိတ်တလန့်နဲ့နေနေရတာဆိုတော့လိုလိုလားလားပါပဲလို့၎င်းကဆက်လက်ပြောဆိုထားပါတယ်အဲ့ဒီစစ်ရှောင်များအတွားစာလင်ကြီးမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့လူသားချင်းစာနာမှုအဖွဲ့ကထမင်းတုံများကိုမျှဝေပေးခဲ့တယ်လို့သိရပါတယ်စာလင်ကြီးမြို့မှာရဲစခန်းထွေအုပ်ယုံတရားယုံလျှက်စစ်ယုံဗန်ယုံစောက်လုပ်ရေးယုံ ကန်စွယ်ဖုံးကြီးကျောင်းနဲ့ဘောလုံးကွင်းတို့မှာစစ်သားနဲ့ရဲများအထိုင်ချတပ်ဖြတ်ထားပြီးတော့စုစုပေါင်းအင်အား130ကျော်ရှိတယ်လို့သိရပါဗျ။ PDF များဝင်တိုက်ခဲ့တဲ့စာလင်ကြီးမျိုးမှာရဲစခန်းမှာစစ်သားနဲ့ရဲစုစုပေါင်းအယောက်30ခန်းရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolute Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာ။ မြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းမိုးညိုမြို့နယ်မှာပြူစောတီခေါင်းဆောင်အေးကျော်ဦးဆောင်ပြီးတော့လူငယ်အယောက်30ကျော်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးထွက်ပြေးသွားတဲ့လူငယ်များကိုလက်ထိတ်ခတ်ပြီးတော့စစ်သားများကရိုက်နှက်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမလာ18ရက်နေ့ညနေ9:45မိနစ်ခန့်မှာမိုးညိုမြို့မြို့မရက်ကွက်ကလူငယ်3ဦးကိုရွှေဦးတောင်းရက်ကွက်ဝေဇန္ဒာဖုန်ကြီးကျောင်းမှာနေထိုင်တဲ့ပြူစောတီခေါင်းဆောင်အေးကျော်နဲ့အကြမ်းဖက်စစ်သားများကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာလူငယ်3ဦးဟာ ထွက်ပြေးရန်လှုံ့ဆော်ခဲ့ပြီးတော့တအူးကတော့လွတ်မြောက်သွားပြီးကျန်တဲ့နှစ်အူးကိုအေးကျော်နဲ့ စစ်သားများကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်ထွက်ပြေးရန်လုံဆောင်ခဲ့တယ်ကိုစုံမင်းထွန်းနဲ့ကိုစင်ကိုရော့ကိုအကြမ်းဖက်စစ်သားများကလက်ထိတ်ခတ်ပြီးတော့ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့သိရပါတယ်အကြမ်းဖက်စစ်သားများကဝိုင်းဝန်းရိုက်နှက်နေတဲ့အချိန်ကိုစုံမင်းထွန်းဟာဝယူးပြန်ရောဂါထဖောက်တဲ့အတော့စစ်သားများကပြန်လွှတ်ပေးခဲ့ပြီးကိုစင်ကိုတအူးတဲ့ကူသာပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်အလားတူပဲပြူစော်ဒီခေါင်းဆောင်အေးကျော်ဟာမြို့ပေါ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုကြောင့်လူငယ်အယောက်30ထက်မနည်းဖမ်းဆီးခံထားရတယ်လို့သိရပါတယ် မိုးညုံမြို့ပေါ်မှာပြူစော်ဒီခေါင်းဆောင်အေးကျော်နဲ့စစ်ခွေးတွေတောင်းကျမ်းနေပါတယ်ဆက်ရှိရနေကလူငယ်သုံးကိုပေါ်တာဆွဲပြီးတော့ထွက်ပြေးလို့ဆိုပြီးတော့ဝိုင်းရိုက်ကြတာတအူးကတော့လွတ်သွားတယ်ကျန်တဲ့နှစ်အူးကတော့အပြင်းထန်ကိုရိုက်ခံရတယ်လက်ထိတ်ခတ်ပြီးကိုရိုက်ကြတာမြို့ပေါ်မှာနေတဲ့လူငယ်အယောက်30ထက်မနည်းလဲဖမ်းဆီးခံထားရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းကဏီမြို့နယ်ကြောက်လေကားချေးရွာကိုစစ်တပ်ကဒုတိယအကြိမ်လေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဒီဇင်ဘာလ18ရက်နေ့ည9:16မိနစ်ကနေည9:40မိနစ်အချိန်အထိအကြမ်းဖက်စစ်ကောင်စီတပ်ကကဏီမြို့နယ်ကြောက်လီကားကျေးရွာနယ်အနီးတစ်ဝိုက်ကို112လေးရင်းများနဲ့ဘုံကျဲချခဲ့တဲ့အတွက်နေအိမ်18လုံးထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။ရွာရဲ့အနောက်ဘက်ကနေပြီးတော့ဆပြီးတော့ဘုံကျဲချတာတစ်ချိန်ကျဲရင်10လုံးထက်မနည်းကျဲချတာခဏပတ်ရှိပတ်လောက်ရွာပေါ်မှာပြန်ဝဲပြီးတော့ဘုံကျဲတာရွာတဲကိုရောရွာရဲ့အနီးတစ်ဝိုက်ကိုရောပတ်ပြီးတော့ဘုံကျဲသွားတာ ဒီနေ့မနေ့ကင်းရွာထဲကိုပြန်ဝင်ပြီးတော့ကြည်လဲကြည်ရောလူနေအိမ်18လုံးပျက်စီးသွားတယ်လူတွေကတော့ပထမတစ်ကြိမ်ကျဲတုံးကတည်းကရွာရဲ့အပြင်ဘေးလူရာကိုထွက်ပြေးတိမ်းရှောင်နေကြလို့ထိခိုက်ဒေဆုံးမှုတော့မရှိဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အချမ်းဘတ်စစ်တပ်က ကြောက်လေကားခြေရွာကိုဒီသမားလ16ရက်နေ့ကလည်းလေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်ပြည်သူ9ဦးတိဆုံးခဲ့ရပြီးစန္ဒာဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ပထမအကြိမ်ဘုံကျဲမှုအတွင်းမှာကြောက်လေကားခြေရွာကဂျားကာလာပညာရေးပြည်သူအခြေပြုကျောင်းများမှာပညာသင်ကြားနေတဲ့မောင်စင်ကိုချစ် Grade 6မမေမြန်တို့ Grade 7မရွှေစင်ဝင်း Grade 12ကျောင်းသူကျောင်းသားအပြစ်မဲ့တဲ့ကလေးငယ်3ဦးအပါဝင်အပြစ်မဲ့တဲ့ပြည်သူ9ဦး ပွဲချင်းပြီးဘုံစားထိမှန်တိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ်ထိခိုက်ဒဏ်ရာရရှိသူចောင်းသူចောင်းသား6ဦးအပါအဝင်အပြစ်မဲ့တဲ့ပြည်သူ10ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အချမ်းဘတ်စစ်ကောင်စီကចောင်းများလူနေအိမ်များကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခြင်းဟာ Geneva Convention ကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်များလူသားချင်းစာနာထောက်ထားရေးနဲ့လူအခွင့်အရေးဆိုင်ရာနိုင်ငံတကာဥပဒေများကိုချိုးဖောက်နေခြင်းဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကဝေဖန်ထောက်ပြထားပါတယ်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနဟာကလေးတငယ်များနဲ့အပြစ်မဲ့ပြည်သူများ တည်ဆုံခဲ့ရမှုအတွက်မိသားစုနဲ့ထတ်တူဝမ်းနဲ့ချေကွဲရပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရက်များကိုပြင်းထန်စွာရှုံချလိုက်တယ်လို့သိရပါဗျ။အခုလိုမျိုးစီရေးပြင်းမှန်မဟုတ်တဲ့နေရာများတိုက်ခိုက်ခံရပြီးတော့ကလေးတငယ်များတည်ဆုံခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပြစ်မှုကျူးလွန်တဲ့ဖြစ်စဉ်များကိုအသေးစိတ်မှတ်တမ်းတင်ထားပြီးတော့တည်ဆုံခဲ့ရတဲ့ကလေးတငယ်များအတွက်တရားမျှတမှုကိုနီလန်အမျိုးမျိုးနဲ့ဖော်ဆောင်နိုင်ရန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ကြေညာထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းမြောင်းမြမြို့နယ်မှာရက်ကွက်နဲ့ခြေရွာအုပ်ချုပ်ရေးမှူးများကစစ်မှုထမ်းခြေဆိုပြီးတော့တလားကိုငွေကြပ်6000နှုန်းနဲ့လစဉ်ကောက်ခံနေပြီးစစ်တပ်ကလည်းတပ်သားတက်မပေးနိုင်တဲ့ခြေရွာများကိုလူစားထိုးဖို့ဆိုပြီးတော့တရွာကိုငွေကြပ် သိန်း240တောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောင်းမြမြုတ်နဲ့ကွင်းပေါက်ကြီးရွာမှာအုတ်ချုပ်ရေးမှုတန်းထေးကစစ်မှုထမ်းချေးဆိုပြီးတော့နေအိမ်မှာရှိတဲ့ယောက်ျားလေးအေးအတွက်ပေါ်မူတည်ပြီးတော့တယောက်ကိုငွေကျပ်6000နှုန်းနဲ့လစဉ်ကောက်ခံနေပြီးတော့ယောက်ျားလေးမရှိတဲ့နေအိမ်များကိုငွေကျပ်9000နှုန်းနဲ့ကောက်ခံနေတယ်လို့သိရပါတယ်။အလားတူပဲကွင်းပေါက်ကြီးရွာနဲ့ကက်ရက်ရှိတဲ့ကျွန်းထိပ်ကြီးပါမှာလဲအုတ်ချုပ်ရဲမှုဝင်းဦးနဲ့နဝတခိကအုတ်ချုပ်ရဲမှုလောက်ခဲ့ဘူးတဲ့သူထင်းဝင်းဆိုသူတို့ကတအိမ်ကိုငွေကျပ်6000နှုန်းကောက်ခံပြီး မထက်တဲ့နေအိမ်များကိုဆဲဆိုချိန်ပေါင်းပြီးတော့ စစ်တပ်ကိုခေါ်ပြီးတော့ဖမ်းကိုင်းမယ်လို့ချိန်ချောင်းနေတယ်လို့သိရပါဗျ။ဒါအပြင်ကျွန်းထိတ်ကျေးရွာအုပ်ချုပ်ရေးမှုဝင်းဦးနဲ့ထင်းဝင်းတို့ကစစ်မှုထမ်းလာစဉ်ဂျေးဆိုပြီးတော့တပ်သားတင်နှစ်ဦးကို340ပေးရတယ်ဆိုပြီးတော့ပြည်သူများထံကနေလူစားထိုးကြေးပါထပ်မံလိုက်လံကောက်ခံနေတယ်လို့သိရပါဗျ။ကွင်းပေါကြီးကျေးရွာကအုပ်ကြီးနဲ့အဖွဲ့တွေကစစ်မှုထမ်းအတွက်ပတ်စံကောက်တာမိုက်ကြီးခွဲနေတာလာတိုင်းလိုလိုပဲယောက်ျားလေး၄ယောက်ရှိတဲ့အိမ်ဆိုရင်၄ယောက်ဘုံထည့်ပေးရတယ်။ရွာကလူတွေလည်းတလားတစ်ချိန်ကိုပေးနေရတာပထမအတော့စစ်မှုထမ်းဖို့ပတ်သွားတဲ့တစ်ယောက်လည်းရှေ့တန်းမှာတည်သွားပြီ ပြီလို့ကြားတယ်ကိုအလက်ဘယ်တော့ရောက်လာမလဲဆိုပြီးတော့ကြောက်နေကြရတယ်နောက်ပြီးတော့ကျွန်းထက်ရွာကပိုးဆိုးသေးတယ်အုတ်ကြီးဝင်းဦးနဲ့အရင်နဝတာခေတ်ကအုတ်ကြီးလောက်ခဲ့ဘူးတဲ့ထေးဝင်းတို့ကတတားတဲ့နှစ်ဦးလူစားထိုးပေးရတယ်ဆိုပြီးတော့သိန်း240တောင်းလို့ရွာကစုပြီးတော့ပြေးနေရတယ်ရွာတွေအားလုံးကအုတ်ကြီးတွေအကုန်လုံးကအတူတူပဲပြည်သူတွေကိုဖိနှိပ်နေတာပဲလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲပသိမ်မြို့နယ်ဖျားချောင်းအုပ်စုအချမ်းဖတ်အုပ်ချုပ်ရေးမှုဝင်းဦးက ကင်မွန်ချင်ရွာတိကုန်းတံပတ်ကုန်းနဲ့တုံးအိမ်ဒန်းကျေးရွာများကိုစစ်မှုထမ်းထောက်ပံ့ရေးအတွက်လစဉ်တပ်တောင်းချက်တောင်းခံနေတယ်လို့သိရပါဗျ။ဒါအပြင်ပသိမ်မြို့အမှတ်ဆက်3ရပ်ကကင်မလင်ကျုံးမှာရှိတဲ့ဘုံကြီးကျောင်းမှာနေထိုင်တဲ့ဘုံကြီးကျောင်းသားတအူးကိုလည်းဒီသမားလ73ရက်နေ့မှာစစ်တပ်လက်အောက်ခံရဲများကပေါ်တာဆွဲပြီးတော့ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အင်အဘူးမြို့နဲ့ထူးကြီးမြို့အမှတ်၄ရပ်ကမှာအုတ်ချုပ်ရဲမှုရာဇာကြီးဆိုသူက ဒီသမားလာ14ရက်နေ့မှာပြည်သူများကိုအစည်းအဝေးခေါ်ယူပြီးတော့အသက်30နှစ်ကနေ60နှစ်အတွင်းမှာရှိတဲ့အမျိုးသားများကိုတရက်ကွက်ကိုလူဦးရေ90ဦးနှုန်းပေးရမယ်ဆိုပြီးတော့ခေါ်ယူပြောဆိုခဲ့တယ်လို့သိရပါဗျ။အဲ့ဒီရွေးချယ်ခံရတဲ့ပြည်သူများဟာထူးကြီးခမ်းမှမှာတင်တန်း14ရက်တက်ရမှာဖြစ်ပြီးတော့မြို့ရွာလုံးကျုံရေးအတွက်ရက်ကွက်အလိုက်လူခေါ်သွားမယ်လို့ချိန်ချောက်ပြောဆိုခဲ့ကြအောင်တရင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ